ကထိန်သင်္ကန်းဆိုတာပြိတဲ့ဘာကိုယီမှန့်လူရတယ်လို့မေးရင်တန်ငါဂုံကိုယီမှန့်ပြီးလူရပါတယ်တနှစ်မှတစ်ကြိမ်ပဲတစ်ကြိမ်မှလည်းတစ်ကြောင်ပဲတစ်ကြောင်ကလည်းတစ်ကြိမ်ပဲပြိတဲ့အများကြီးလက်ခံလို့လည်းမရနောက်တစ်ခါဒီကထိန်သင်္ကန်းကကောင်းတာကအခုဒီเจ้าမှာယဟန်တော်၄ပါးရှိတယ်အဲ့ဒီ၄ပါးကသူတို့ဝီနိကန်နဲ့အညီပေါ့ဒီเจ้าမှာပထမဝါကနေဆိုပြီးတော့ဒုတိယပေါ့ ပိစီမပူရိမဝါဆိုပြီးပူရိမဝါကထားတဲ့တန်ဃာတော်တွေဝိနိကံနဲ့လျော်ညီစွာကြီးတဲ့ပုဂ္ဂိုလ်ကနေဟေးသင်္ကန်းနဲ့ပတ်သက်ပြီးတော့ခေါင်းနှံပြီးဝိစရာမရှိတဲ့ပုဂ္ဂိုလ်များရှိခဲ့သည်ရှိသောမေးရလိမ့်မယ်။ဟာမေးလိုက်တဲ့အခါမှာခေါင်းနှံတဲ့ကိုတော်လိုအပ်တဲ့ကိုတော်ကိုဒီသင်္ကန်းကပေးရတာ။ဟာတကယ်လို့ခေါင်းနှံတဲ့ကိုတော်မရှိဘူးဆိုတန်ဃာထေကြီးကပဲကြဲတယ်လို့စီမံပြီးတော့မှဒီသင်္ကန်းကိုပေးရတာ။ပေးတဲ့အခါလဲရိုးရိုးပေးလို့မရဘူး။ ဟာသင်္ကန်းကိုကမွာနဲ့ညှက်ပြီးပေးရတာဟုတ်လားပေးလိုက်တဲ့အခါမှာလည်းပဲကြံတဲ့တန်ဃာတွေကအဲ့ဒီတန်ဃာ၄ပါးအလှခန်းနေတဲ့ထက်တန်ဃာတသိန်းလာလာတသောင်းလာလာကြံတဲ့တန်ဃာတွေအကုန်လုံးကဟာရှင်ဖျားရတဲ့သင်္ကန်းကတော့တရားနဲ့အလျော်ကြီးအင်မတန်သင့်လျော်လျောက်ပါကောင်းမြတ်တဲ့သင်္ကန်းမှာဖျားဖျားတပည့်တော်တို့တွေလည်းပဲဝမ်းမြောက်နှုဘောတာရုခေါ်ကြပါတယ်ဖျားဆိုရင်အဲ့ဒီတသိန်းလုံးကအာနိသင်၅ပါးအကုန်ရတာဟုတ်လား တပားတဲ့လူလို့ကထိန်အာနိသင်တပားတပားတဲ့ရတာဟုတ်ရဲ့လားသာဓုခေါ်နုမောဒနာပြုရင်အကုန်ရတာကထိန်သင်္ကန်းကမြတ်တယ်ဆိုတာအဲ့ဒါပြောတာကျန်တဲ့သင်္ကန်းတွေအဲ့လိုမရဘူးဟုတ်ပြီလားကထိန်လူညာလာတော်လို့ရာအဝတ်ပေါ်မြာယာညာအစာခိုးသူယံမကင်းရဥစ္စာဆုံးဘဝပယ်ချကိလေသာ အဲ့လိုမုံမြတ်တဲ့သင်္ကန်းထက်တန်းကြတဲ့သင်္ကန်းကိုလှူဒန်းရတဲ့ပုဂ္ဂိုလ်များကထိန်လှူညလာသွားလို့ရကထိန်သင်္ကန်းလှူတဲ့ပုဂ္ဂိုလ်ကလာခြင်းရလာသွားခြင်းရသွားလွတ်လွတ်လပ်လပ်သွားခွင့်လာခွင့်ရှိတယ်ဟုတ်ပြီလားအဲ့ဒီစုကအလွန်ကြိုက်ဖို့ကောင်းတယ်နော် တချို့လွတ်လွတ်လပ်လပ်ပြိတဲ့ပတ်စံရှိသွားလို့ရမယ်ထင်ကြတာပဲပတ်စံရှိတဲ့သွားမရတာတွေများတယ်ပြီးကြတဲ့ဒလနဲ့လာကအဖြစ်ပြက်သူတော်ကောင်းတွေပိုသိလိမ့်မယ်ဟုတ်လား အာတကိုင်းတရာရှိပဲနောက်ဖက်တော့ကူဖို့မလွယ်ဘူးလေကိုကဒီကပြင်းထန်ခံတာဟိုဘက်သွားခြင်းနဲ့သွားမြဒီဘက်လာခြင်းနဲ့လာမြအာကိုဆိုမျိုးဟိုဘက်ရောက်နေတယ်ကူလို့မြဒီဘက်ကလည်းဟိုဘက်ကူမရကထိန်အာနိသင်ရှိထားလို့တော့အဲ့ဒါမျိုးတွေအတားစီပိတ်ပင်မရှိဘူးတဲ့တော်လို့လာလို့ကောင်းနေတယ်ဟုတ်ပြီလားအဲ့ဒါကြိုက်စရာကောင်းတာကထိန်ကလေဟိုဦးစင်အိန္ဒိယမှာပညာသင်တော့စူပါဗိုက်ဇာဆရာမကြီးတလားတစ်ချိန်တော့မနေ့တွေ့ရတာသူတို့က တခါတခါနှစ်လသုံးလနေမှာတခါတွေ့ရအဲ့မှာကိုကရေးသိမ့်ရေးလိုက်တာတည်းအကုန်လုံးရေးထားတရက်တော်ဆရာမကြီးကရှင်ဘုရားတပည့်တော်တွေ့မယ်ဆိုခဏိဆင်ပြေတယ်ရှင်ဘုရားတက္ကသိုလ်လာခဲ့ဆိုဥစဉ်မြို့ထဲမှာအိလင်းငှနေကြတာတငယ်ချင်း6ယောက်စုပြီးတော့အာဆရာမကြီးကလာခဲ့ဆိုတော့ဝန်တာအာရနဲ့ကိုစာဝတီဘာတွေထက်ကိုရေးထားတဲ့ဟာတွေထည့်ပြီးတော့ကရန်ကရန်နဲ့အဲ့မှာရီရှော့ခေါ်တာပေါ့သူတို့စီတော့ခုဒီကမီနီအိုးဝေမျိုးလေးအဲ့ကာသမလေးခေါ်ပြီးအမြန်ပြေးတယ်ကာသမအသက်ခက်ကြီးကြီး ဟိုကြတော့သမတရဲ့လမ်းကြောင်းရှိလို့တက္ကသိုလ်ဝင်ပေါကြီးပိတ်ထားရှင်ပြရှစ်ကာသမကိုမရဲရတားထားသူတို့ဆီကရဲရဒုတ်ကြီးနဲ့ရက်ရှိရှိရဲကြီးတွေရှေ့မတိုးနဲ့တဲ့ဒီလိုပြောတော့ဟေ့ငါတက္ကသိုလ်တွေကလို့ဒီမှာចောင်းသားကပါတဲ့ရဲကြီးလို့မောင်းกว่าလို့ပြောတော့ရဲဟိုဘက်ငေးနေကိုပြောတာလည်းနားမလည်ဘူးထင်ပါရဲ့ကာသမစွတ်တဲ့မောင်းနဲ့နောက်ကဒုတ်နဲ့ကာကြီးပိတ်ရိုက်ပြေးတာလေဟဲ့ပိတ်ယုံသွားတာကကာကြီးပိတ်တော့ကာသမက ကာရပြီကိုင်းရှင်ခရရောတဲ့ဥစဉ်ရောတောင်းပေါ်ပြရိုက်တာက तू ကရိုက်တာမင်းငါလာရောတောင်းအဲ့ဒီမှာပြဒနာတက်ပြီးဖြည့်ရှင်းရတာနဲ့ဆရာမနဲ့တွေ့ကြည့်မရလဲပြောကြင်တာကထိန်အာနိသင်ပြောတာဟုတ်လားအေးပရိသတ်ကထိန်အာနိသင်များရှိသားပဲကိုသွားလိုက်မယ်ဆိုရင်ဟာသွားရကံကိုကျုံပြီးတော့အစင်သင်းဖြစ်သွားတာမျိုးတွေရှိတတ်တယ်နော်နကုတ်ကမတော်တဲ့လူကစားကိုသွားမယ်လန်သွားမှာမို့သူကလိုက်အိုးမလာခေါ်တာမျိုးဖြစ်တတ်တယ်မလား ကထိန်အာနိသင်ရှိတိုင်းချောချောချူချူရှိတယ်ဆိုတာဒါပြောတာကထိန်လူများလာသွားလို့ရအဝတ်ပေါ်များယညာအစာအဝတ်ထဲလဲပေါ်တယ်ပေါ်တဲ့အတွက်ဒါကြောင့်လဲပဲအဲ့ဒီဝစ်လိုက်တဲ့အဝတ်ထဲကကို့မှာဝစ်လိုက်တယ်ဝစ်လိုက်တယ်လှစေတယ်တဲ့အဲ့ဒီအဝတ်ကဟောဒါလဲပဲသူတော်ကောင်းတွေကြိုက်စရာကောင်းတယ်နော်တချို့ကအဝတ်တော်ပြိဿကြီးလှတယ်မစင်တတ်ရင်မလှဘူးဟုတ်လား မလိုက်ဖက်ရင်လည်းပဲမလာဘူးတချို့ကြပြည်တဲ့အဝိဝိလိုက်မှယူကြီးဆိုးသွားတာကိုရှိတယ်ဟုတ်လားကထိန်အာနိသင်ကြတော့ဘလို့ဝိကလိဝိလိုက်ဝိလိုက်လှလို့နေတာမျိုးတွေ့ဘူးတယ်မလားအာတချို့ကြဘလို့ဝိဝိလိုက်ဝိလိုက်လှတချို့ကြတော့ဘလို့ဝိဝိမလားဟိုဦးဇင်းတို့ငယ်ငယ်ဒီမန္တလေးမှာနေကြတော့ဥညာနေတာရက်ကပူတယ်ဦးဇင်းတက်ကိုသူကပူသေးခေါင်းတလုံးလောက်လေတားလာကြနာသူကဆုံးခံထွက်ရင်လေ သင်္ကန်းယုံဆုံးကတည်းကဒီသင်္ကန်းယုံရင် तू ကမှန်ရှိမှယုံတယ်ဥစဉ်တို့မှန်မယူ तू ကမှန်ကြီးထောင်ထားဟာကော်လန်ခိုးလို့ဆိုဒီလိုဆို तू ဆုံးကထွက်လာလို့သပိတ်ကြီးပွေပြီးဆိုမီးဘုံညာကြီးထွက်လာတဲ့အချိန်မှာ तू ကလေဘလို့ပြင်းပြင်းဒါပဲ तू ဟာကလေဘလို့သင်္ကန်းဝဲဝဲဒါပဲဖြစ်လာတာပြောတာဟုတ်လားပြောချင်တာကဘာလဲမင်းရင်အဝတ်ပေါ်များခြင်းဆိုတဲ့အကျိုးအဝတ်လိုက်လို့လည်းပြိတဲ့ဟာဘယ်လေးဝဲလိုက်ဝဲလိုက်ကတ်လို့ချက်လို့လှလို့ပလို့ဒီလိုဖြစ်သွားတာပြောတာဟုတ်ပြီလား ကထင်ရဲ့အာနိသင်ကလေကထင်လူညာလာတော့လူညာအဝတ်ပေါ်များယာညာအစားနံပါတ်3ကအစားတောက်လဲပေါ်တယ်ပေါ်တယ်ပြင်ပြည့်တယ်စားတဲ့အတွက်ဆေးမဖြစ်ဘူးတဲ့စားတဲ့အတွက်ဘေးမဖြစ်ဘူးတဲ့ဆေးပဲဖြစ်တယ်ကိုစားသမျှပြည့်တယ်ဘာပဲဖြစ်တယ်ဆေးပဲဖြစ်အစားလဲဆေးဆေးလဲစားဆိုတာကထင်အာနိသင်ပြောတာဟုတ်လားကထင်အာနိသင်မရှိလို့ရတာပြည့်တယ်မတည့်တာသွားစားလိုက်ပြီးပြီး ုဒ္ဓလူငယ်ငယ်ကဆိုပြိသိစားကျင်လိုက်တာဒီမန္တလေးနေတုန်းကစာတင်သားဘဝမနေ့မိုးလင်းဘုန်းကြီးကပြာစုလကနေပြီးတော့တပေါင်းလာထီစောင်းမွေးအတွင်းမှာမနေ့၄နာရီထားစားကြက်ခိုင်းညနေသားကမစားရမနေ့၄နာရီရေတော့ပြီးစားကြက်ဟို26နံပေးရခုတော့မရှိတော့ဘူးအကောင့်ကြိုက်လဖေးတိုင်းဥစဉ်တို့အများတန်းထိုင် ဲ့နာ3ဆိုင်လောက်မင်းတန်းထိုက်ရဲ့အဲ့နာမျိုးမရဲ့3ခုဥစဉ်နဲ့အခုစပိတ်ချင်းမှာတန်ခါနိုင်ကဥက္ခရာလုပ်တဲ့အရှင်ဇောတိပါလာသူနဲ့နှစ်ပါးမနေ့ကလဖေးတောင်းနိုင်တာသူနဲ့အဲ့ဒီကိုတော်လေးနဲ့အဲ့ဒီကိုတော်လေးနဲ့ဥစဉ်နဲ့နှစ်ပါးရှိတယ်တန်ခါ180မှာမတောင်းနိုင်ကြဘူးဗျာဥစဉ်တို့နှစ်ပါးကလည်းအများကြီးမတောင်းနိုင်ဘူးနံများပဲဟာနံများလေးနဲ့ဘုန်းကြီးတွေဒီကိုတော်လေးနှစ်ပါးဝင်သိပြီဝန်းနံထော် သဝေရူကអော်ပြီနန်းများထောပတ်တော့နှစ်ယောက်မှတစ်ချက်လေဝန်နန်ထောဝန်နန်ထောဦးဇင်းတို့ကိုဝန်နန်ထောလို့ခေါ်တာကြီးကလေအဲ့ဒါနဲ့ရည်နွေးကြီးဖီတောင်းကြတော့ဆိုင်ပိုင်ရှင်ကမျက်ဆောင်တထိုးထိုးနဲ့လေဆိုင်သုံးဆိုင်ပြောင်းတော့ရတာပြောတာ ဟုတ်လားတဆိုင်နဲ့မတော်ရဲ့နန်းများလေးတစ်ချက်နှစ်ယောက်ခေါ်ပဲသူတစ်ချမ်းကိုတစ်ချမ်းခွဲတယ်ပြီးတော့အဲ့ဒါရည်နွေးတွေဖီတောင်းပြီးတော့ဆုံးခံထွက်ကြတာပြောကျင်တာကဘာလဲမေးစားကျင်တဲ့ချိန်တုန်းကဦးဇင်းတို့တို့ စားနိုင်ဘူးဗျာဟာအခုစားနိုင်ပြီဆိုပြန်တော့လည်းပဲစားလို့ကမတည့်တော့ဘူးဗျာဟုတ်လားဩအချိုဆိုလည်းပဲစီးချိုအငန်ဆိုလည်းပဲသွေးတို့ဟာခိုင်းသည်လေအာလူးသည်လေကြိုက်လို့စားမယ်ဆိုလည်းတခါကိုလက်စတရောနဲ့ယူရင်းအက်ဆစ်တက်တာနဲ့စုံနေတာပဲလေပြောကျင်တာကပြိတဲ့ကထိန်အာနိသင်ရထားတဲ့ပုဂ္ဂိုလ်ကစားကျင်ရစားစီးပဲဖြစ်တယ်တဲ့ဘေးမဖြစ်ဘူးတဲ့ဒါပြောတာဟုတ်ပြီလား ကထိန်လူညာလာတော်လူရာအဝတ်ပေါ်များယာညာအစာခိုးသူယမ်းမှกินရာဥစ္စာကိုပစ္စည်းကိုမပေးပဲဘယ်သူမှယူလို့မရဘူးတဲ့ဒါလည်းကြိုက်စရာကောင်းတယ်ဘယ်သူမှလာသိမ့်လို့မရမောင်ပုံနဲ့မေပါရိကာရှင်မာကတ္တပကြီးကိုလှူဒန်းပြီးတော့ရာတရားထက်တဲ့တန်တန်ကိုစားမဲ့ထမင်းဟင်းလေးလှူ ဟာနောက်တခါဟိုကလည်းပဲနိရောဓသမပတ်ကထဆိုတော့ထဲထိုးပြီးအိပ်ပျော်သွားတင်းတို့ထကြည့်တော့ထဲသားဒုံးတွေအကုန်လုံးကရွှေဒုံးကြီးတွေဖြစ်ကုန်တာဟုတ်လားရွှေဒုံးကြီးတွေဖြစ်ကုန်တော့ဘယင်းကသတင်းကြတော့ဟေးလေထဲမှာရွှေဒုံးကြီးတွေဖြစ်နေတဲ့တဲ့တင်းကြီးဆိုလှဲနဲ့တွားတင်းလှဲနဲ့တွားတင်လိုက်တော့ဟာဘုရုဘယင်းကြီးဘုံကြီးလိုက်တာကွာလေထဲကရွှေထွက်တဲ့ဟာဆိုတော့ရွှေဒုံးကြီးကောက်တယ်ပြီးလှဲပေါ်တင်လိုက်တယ် မြေကြီးပေါ်တုန်းကရွှေလှဲပေါ်ရောက်တော့ရှွန့်ပြန်ဖြစ်တာဟုတ်လားလှဲပေါ်ရောက်တော့ရှွန့်ပြန်ဖြစ်သွားဟာဘုရင်ကြီးရှွန့်နေရှွန့်နေနေပေါင်းမင်းတို့ကဘယ်လိုသွားတင်တော့ဟာဘုရင်ကြီးရဲ့ပြည့်စည်လို့ပြောတင်တယ်အဲ့လိုမတင်နဲ့တဲ့မောင်ပုံနာရဲ့ပြည့်စည်လို့ပြောတင်လိုက်စမ်းမောင်ပုံနာရဲ့ပြည့်စည်ဟေးဆိုတင်လိုက်တော့အောက်မှာလဲရွှေလဲပေါ်မှာလဲရွှေပဲပြောချင်တာကကိုပိုင်တဲ့ပြည့်စည်ကိုမပေးပဲသူများယူလို့ကိုမရဟုတ်လား ကထိန်အာနိသင်ကအဲ့ဒါကောင်းတာပြောတာသုံးဘဝပယ်ထကိလေသာတဲ့နောက်ဆုံးတန်တရာဟုတ်ကကြွချင်လွတ်ချင်တဲ့ခါမှာဒီကထိန်သင်ကကတန်တရာကနေဆွဲထုတ်ခြင်းဆိုတော့ငါဘာငါအကျိုးလဲရဗတ္တဝကိမင်းသား30တရင်ကျွတသောမုံပျော်ဝဲစားထွက်ရင်းနဲ့ဖះနဲ့တွေ့ပျော်ဝဲစားထွက်တာပဲလေဖះနဲ့တွားတွေ့ဖះနဲ့တွေ့တော့သင်္ကန်းလည်းမပါဘူးသင်္ကန်းဝှစ်ချင်သိသာပေါက်လာတာရှိတယ် သင်္ကန်းဝှစ်ချင်ပါတယ်ဖခင်လျှောက်လိုက်တော့မြတ်စွာဘုရားကသင်္ကန်းဝှစ်ချင်လာခဲ့လို့ညာလက်ဆန်တန်းပြီးတော့အိဘိဘိကုခေါ်တာဒီသန္တရာကသင်္ကန်းလှူခဲ့ဘူးလို့ခေါ်တာအဲ့ဒီမှာတောထဲမှာခေါင်းမော်ကသပင်းတွေပျောက်ခန္ဓာကိုယ်ဘပစိုးတွေအင်ကြီးတွေပျောက်ပြီးသင်္ကန်းတွေရောက်လာတာဘယ်ကသင်္ကန်းတွေလဲမေးရင်သန္တရာမှာကိုလှူခဲ့တဲ့သင်္ကန်းကကိုယ့်စီပြန်လာတာဟုတ်လား